။ဒါကြောင့် music မှာကျွန်တော်က music အများကြီးတီးခဲ့တဲ့သူကြောင့်ဖြစ်တယ်။ကျွန်တော် ever အများကြီးတီးခဲ့တာ။ပချင်မောင်းတောင်းတဲ့ချီတီးခဲ့တာကျွန်တော်။ ever မောင်း1200ကျော်တယ်ကျွန်တော်တီးခဲ့တာ။ဒီနေ့ထိကျွန်တော် YouTube လို့ဘာလို့ကနေပတ်စံတွေအလကားရနေအများကြီးရှယ်။ဒါပေမဲ့ worship music တီးလို့မရဘူးနော်။ professional တွေ worship music တီးလို့မရဘူး။ ဖြစ်လို့လဲဆိုတော့ worship music ကဘုရားသခင်ကိုနှလုံးသားနဲ့ချီးမွမ်းတာဖြစ်တယ်။အဲ့နှလုံးသားချိန်မမီတဲ့သူလုံးဝလုံးလို့မရဘူး။ It's not the music. It's the worship. ကျွန်တော်စတီးတဲ့ချိန်မှာလေဆရာစတီးခိုင်းတဲ့ချိန်မှာတီးမရဘူး။ကျွန်တော်တိတယ်။ ကျွန်တော်တချင်းတပုတ်ခဏလေးနဲ့ကျွန်တော်တို့ copy တီးနေလူတွေပဲခဏလေးနဲ့ကျွန်တော်တို့ရတဲ့လူတွေပဲဒါပေမဲ့အဲ့ floating ကိုကျွန်တော်တို့မမိဘူးအဲ့ float ကိုကျွန်တော်မိဖို့ခက်တယ်ဒါပေမဲ့ဝิญဉ်တော်နဲ့ရသွားတဲ့ချက်ချင်းတည်သွားတယ်အဲ့တော့ကိုယ့်ရဲ့အတတ်ပညာလဲထားခဲ့လိုက်ဘုရားသခင်ကနှလုံးသားပဲတောင်းတာဖြစ်တယ်ဒါကြောင့်အမှုတော်ဆောင်ခြင်းမှာပဲဖြစ်ဖြစ်ဘယ်နေရာမှာပဲဖြစ်ဖြစ်နှလုံးသားကိုတောင်းတာဖြစ်တယ်ဒီနေ့ ကျွန်တော်စီမှာရန်ကုန်တင်းတော်မှာ worship ပဲမရှိဘူး FG ကကျွန်တော်တို့လာပြီးတော့ကူညီပေးနေတယ်ကျွန်တော်တိတဲ့ professional player အများကြီးရှိတယ်ကျွန်တော်ခေါ်ပြီးကြီးခိုင်းလိုက်လို့ရတယ်အဲ့ထက်တောင်ပြန်လန်းနေအောင်တီးပြလိမ့်မယ်တီးလို့ရတယ် professional တမအကုန်ကျွန်တော်ခေါ်လိုက်လို့ရတယ်မရဘူးမရဘူးအဲ့ဒါနှလုံးသားမပါဘူး ဘုရားသခင်ကြိုက်နှစ်သက်တဲ့ပူဇော်ခြင်းမဖြစ်ဘူးအဲ့ဒါပညာပဲဖြစ်တယ်အဲ့တော့ကိုယ့်စီမှာဘာပညာကြီးရှိနေတာလဲအဲ့တော့အမှုတော်ထဲမှာဝင်လာပြီးတော့စီးပွားရေးပညာတတ်တယ် management ပညာတတ်တယ်ဘုံဟာလောက်တတ်တယ်ဒီဟာလောက်တတ်တယ်ရတယ်တင်းတို့အပြင်လောကမှာလုပ်လို့ရတယ်အဲ့အထဲကိုဝင်လာရင်အဲ့ဒီအခွန်အားလုံးထားခဲ့လိုက်တော့ကျွန်တော်ကအခွန်အားလုံးထားခဲ့လိုက်တာဖြစ်တယ်